ဒီနေ့ကတော့ဝေးချတဲ့အစီအစဉ်လေးကတခုပေါ့နော်ညစာစာနေနေပြောပြမှာပါညစာကို အပြုတ်ပဲစားပါရဲ့အပြုတ်ထဲမှာဆိုရင် Chinese cabbage ပါမယ်ပြီးရင် အမှုလေးရဲ့အမ် carrot ပေါ့နော်မုန်လာဦးနေနေရဲ့ပါမယ်အမှုကကြာရင်ထည့်လို့ရရဲ့မကြာရင်လည်းမထည့်လို့ရပါရဲ့ဒီ Chinese cabbage ကအမ်ဈေးမှလည်းဝင်လို့ရတယ်လို့ City Metro Macro Room မှာလည်းဝင်လို့ရပါရဲ့အမ်တရုံမုန်ညင်းလို့ခေါ်မယ်ထင်တယ်အဲ့ဒါကို ပြောင်းလို့ဈေးပေးပါမယ်အဲ မ့်မာကအဖေနဲ့အမေနဲ့လည်းတခါလေရောပြီးညနေဆိုရင်အရွက်ပြုတ်အနေနဲ့စားတဲ့အတွက်ကြောင့်မလို့အရွက်ကိုနည်းနည်းမြမြလေးထည့်ထားပါရဲ့ပြီးရင်အမုံလာဦးနီကိုလည်းအခုံပြန်အောင်လို့ခွာပါမယ်မုံလာဦးနီကအခုတော့တိတ်ပြီးတော့ဝယ်ရတာမကောင်းတဲ့အတွက်ကြောင့်မလို့အနာလေးနည်းနည်းပါရဲ့ပေါ့နော်ပါရင်အနာလေးတွေကိုနှီးပြီးတော့တလုံးလုံးကို တခါလေရောထည့်ပြီးတော့ပြုတ်ပါမယ်ပြီးရင်တော့ ငရုတ်သီးလေးတွေကိုအညာတန်လေးချွေထားပါမယ်ငါးတောင်းတုံးထားပါတယ်ငရုတ်သီးကအမ်ဆက်အောင်ထည့်ပါပါပြီးရင်တော့အမုံကအမ်ကိုတယောက်ပဲကြိုက်တာဆိုတော့ဒီအထုပ်ကကြီးရယ်ပေါ့နော်ကြီးတော့နှစ်ရက်ခွဲပြုတ်ပါမယ်အဲ့တော့ဒီဟာကတဝက်ပေါ့နော်ဒီနေ့အတွက်ပြီးရင်အောက်က ထင်ပြားလေးတွေကိုလှီးပါမယ်။လှီးပြီးတော့မှအမှုကိုရေပြောင်းအောင်လို့ဆေးပါမယ်။အခုနေထားကြီးရေပေါ်တော့ကြီးတော့ရေဆင်းရင်မပြောင်းပါဆိုလို့တက်သေးလေးတွေနှွာပြီးတော့မှရေကိုပြန်အောင်လို့ဆေးပါမယ်။အမှုရဲ့ထိတ်အဖူးလေးရာနည်းနည်းချွဲရေပေါ်တော့အဲ့တော့သူ့ကိုပြန်အောင်လို့လက်ကလေးနဲ့ပုတ်ပြီးတော့ဆေးပါမယ်။ပြီးရင် Chinese cabbage လေးတွေကိုစပြီးတော့လှီးပါတော့မယ်။လှီးတဲ့အချိန်မှာကြီးရင်ကြီးတဲ့လို့ကိုယ်စိတ်တိုင်းချပိုင်းဖြတ်ပြီးတော့လှီးလို့ရပါတယ်။ ယ်ဒါကအဆံပဲနှီးပြရပေါ့နော်ပြီးရင်တော့မုံလာဦးမိကိုလည်းကိုစိတ်ကြိုက်နှီးလို့ရပါတယ်အခုလိုပုံစံအတိုင်းလိုက်နှီးနဲ့အဆင်ပြေပါတယ်ပြီးရင်တော့ရင်သွေးကိုပူအောင်တည်ပါမယ် ပူလာရင်တော့ကြက်သားကိုလှီးထားပါတော့ကြက်သားကစားလေးတစ်မျိုးပဲနေထားပါကြက်ရင်အုံကိုပဲသုံးပါရဲ့ပြီးရင်တော့အမ်အညီနဲ့ပြင်အောင်လို့ပေါ့နော်ငရုတ်သီးစင်းလေးရဲ့ချက်တုံဖြူလေးရဲ့ကိုတခါတည်းထည့်ပြုတ်ပါမယ်ပြီးရင်အရသာအတွက်ဓာတ်ရှိလေးနည်းနည်းထည့်ပါမယ်ငရုတ်ကောင်းလေးနည်းနည်းထည့်ပါမယ်အားလေးတွေကိုပွက်အောင်လို့တည်ထားပါမယ်ကြက်ရင်အောင်သုံးမဲ့အစားချက်ပောင်ကိုလည်းသုံးလို့ရပါတယ်ပွက်လာပြီဆိုရင်တော့ခုနကခီထားရဲ့ Chinese cabbage ရဲ့မုန်လာဦးနီရဲ့ကိုတခါလေ ဲရောထည့်ပြီးတော့ပြုတ်ပါမယ်။ရေကိုနည်းနည်းပဲထည့်ပြီးပြုတ်တာကပို့ပြီးတော့အဆင်ပြေပါရဲ့။ပြီးရင်အရွက်တွေကရေထွက်လာတဲ့အတွက်ကြောင့်မလို့ရေက normal ကိုရသွားပါရဲ့။ပွက်လာပြီဆိုရင်တော့အမှုန်လေးထည့်ပါမယ်။ထည့်ပြီးတော့တအောင်ပိတ်ထားပါမယ်။ပိတ်ထားပြီးရင်အခုနေထားလေးအတိုင်းဆိုရင်အရွက်ပြုတ်တစ်ခွက်ရပါပြီ။ညနေစာကိုအခုလိုမျိုးလိုက်လို့စားကြည့်ပါအောင်နော်။ဝိတ်တကယ်ကြပါရဲ့။